Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တီးလင်္ကာနိုင်ငံဤဓမ္မပန္နာတော်အဖြစ်စိုက်ပျိုးပူဇော်ထားသောမဟာဘောရီပင်ဤ24ချိန်မြောက်ကဆုံညောင်ရီသွန်းလောင်းပူဇော်ဝဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လောကချမ်းသာအပြလာဝမုနိရုပ်ဝါတော်မြတ်ကြီးရဲ့ကိုပကအဖွဲ့ဝင်များမှကြီးမှုကျင်းပတယ်။ သီလင်္ကာနိုင်ငံ၏ဓမ္မပန္နာတော်အဖြစ်စိုက်ပျိုးပူဇော်ထားသော မဟာဘောရီပင်၏24ကျိမ်းမြောက်ကဆုံညောင်ရီသွန်းလောင်းပူဇော်ပွဲအခမ်းအနားကိုဒီကနေ့မေလ17ရက်နနက်6:00နာရီခွဲက လောကချန်သာအပြရလာဘမှုနှင့်ရုပ်ပွားတော်မြတ်ကြီးရဲ့ရင်ပြင်ပေါ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမဦးစွာကြွားရောက်လာကြတဲ့အေပရိသတ်များနဲ့ကောဘကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီးအား ထောဘတ်စွန်တတိစွန်တောက်တော်ရီပန်းတို့ကိုစက်ကက်လူရန်ခဲ့ပြီးတန်ဃာတော်အရှင်သူမြတ်များက ရုပ်ဘွားတော်မြတ်ကြီးအားဗုဒ္ဓဘီသေးကနေကစားတင်ချင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်အဲနောက်မှာတော့အခမ်းအနားကိုနမောတသ၃ချိန်ယူဆိုဖျားကတော့ဖွင့်လေခဲ့ပြီး ဆရာတော်ဘုရားထံမှာကိုးပါးတီလာခံယူစောင့်တည်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှာတရိပ်တရားတော်များရွပွားချင်းမြင့်ပေးတော်မူခဲ့ပြီးလူဝဲဝိထုပစ္စည်းများကို စက်ကပ်လူဒန်းခဲ့ပါတယ်။ တဆက်ထဲမှာပဲလူရမ်းမှုအစူစူတို့အတွက်ရေစက်ချအနုမောနာတရားချင်းမြင့်ကအများပေးဝေခဲ့ပြီးဆရာတော်တန်ဃာတော်များမှညောင်ရီသွန်းလောင်းချင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ တစ်ဆက်ထဲမှာပဲဒုတိယပိုင်းခန်းနာအစီအစဉ်ကျင်းပပြုလုပ်ရမှာကဆုံညောင်ရီသွန်းလောင်းရန်ဧည့်သည်တော်များခောပကအဖွဲ့ဝင်များဝေအသင်းအဖွဲ့များကိုသာသနာအလံကိုင်းအဖွဲ့မှဥဆောင်ကရွှေဦးငွေဦးများတည်ဆောင်၍မဟာဘောရီပင်တရှိရာနေရာတွင်တတ်မှတ်နေရာယူခဲ့ကြပြီးဂျမဟာနတ်ဒီဝါနဂါဂလုံးဥဆောင်သောဝေအသင်းများကဘောရီပင်တွင်တတ်မှတ်နေရာယူခဲ့ကြပါသည်အိုင်နောက်မှာတော့ အောင်ပနာမနှင့်အောင်စုတောင်းဂါတာကိုဂောပကအဖွဲ့ဝင်ဦးမျိုးမင်းနိုင်က အခမ်းအနားကိုရွတ်ဆိုခွင့်လှစ်ခဲ့ပြီးတမာဒေဝနှကောင်းနှမျက်များကိုဂောပကအဖွဲ့ဝင်ဦးမျိုးမင်းနိုင်မှပင့်ဖိတ်ခဲ့ပြီးညောင်ရီသွန်းလောင်ပတနာရွတ်ဆိုပူဇော်ခဲ့ပါတယ်ဆလဘီကြွားရောက်လာသောဧည့်သည်တော်များနှင့်ဂောပကအဖွဲ့ဝင်များမှ မဟာဘောရီပင်အားညောင်ရီသွန်းလောင်ပူဇော်ခဲ့ပြီး အခမ်းအနားအစည်းအဝေး73ရက်နှစ်အညီဒုတိယပိုင်းအခမ်းအနားအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားနဲ့ပတ်သက်ပြီးတော့လေလောကချမ်းသာအပြတ်လာပါမှုနှင့်ရုပ်ဝါတော်မြတ်ကြီးရဲ့ဗနာတော်ရင်ဂောဘကအဖွဲ အလဲကြဂောဘကဦးကျော်တင်းမှာအခုလိုပြောပါတယ်။ ဒီနေ့ကကျွန်တော်ဘုရားဘာသာရေးအညွန်ထူးခဲ့တဲ့နေ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလောကချမ်းသာအဘရလဘမှုနေရုပ်ပွားတော်မြတ်ကြီးမှာရှိတဲ့ဒီအခုဒါပုရိညောင်ကြီးဆိုရင်ဒါလွန်ခဲ့တော့24နှစ်လောက်ကကျွန်တော်တို့ဒါတကယ်ဒီပုရိပြင်အစ်စ်ရှိတဲ့ဒါတိရိလင်္ကာနိုင်ငံကနေဒါပြင့်ဆောင်လာပြီးတော့မှဒီမှာကျွန်တော်တို့လာပြီးတော့ဒါဆက်ပြိုးပြီးတော့မှနှစ်စဉ်ကျွန်တော်တို့ဒါအစဉ်လာမပြည့်ဒါပုရိကျွန်တော်တို့ဒါညောင်ကျွန်တော်တို့ဒါညောင်ဝေးသုံးမှတ်လို့ဒါဖြစ်ပါတယ် အဲ့တော့ညောင်ရုံနဲ့ဆိုတာလည်းပဲဒီကာလဟာကျွန်တော်တို့ဒါအလအမတန်ပူပြင်းချောက်သေးတဲ့ယာတိဖြစ်ပါတယ်ခရစ်တကိဆိုရင်တော့ဒါကျွန်တော်တို့ကဒါအေဘီလမေလပေါ့နော်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘုရားလည်းဒါဗောဓိဘေကိုကျွန်တော်တို့ကဒါအမီကျူဒါဖွင့်ရတာဖြစ်တဲ့အတွက်ဒီဗောဓိဘေကိုကျွန်တော်တို့ကရှင်သန်အောင်ဒီနည်းအားဖြင့်ကျွန်တော်တို့ရဲ့ဒါဘုရားရှင်အမြဲတမ်းအေဂျင့်ဖြစ်ဝင်လာအောင်လို့ဒီအထိမ်းမှနဲ့လောင်းတဲ့အတွက်ကျွန်တော်တို့စလို့ရအောင်နောက်တစ်ခါကျွန်တော်တို့က ပို့ပြီးတော့ကျွန်တော်ဂုံယူကောင်းတာဟာဒီကျွန်တော်ဗုဒ္ဓဘာသာတရဲ့ပွဲလန်းတပင်မှာဒီကစုံလာရေးနေ့ဟာကဘာကုလသမဂ္ဂတော်မှာကျွန်တော်တို့ကတော့ကျွန်တော်တို့အပြင်းဆိုင်ရာကျွန်တော်တို့ဒါဒီဘာလာရေးပွဲအနေနဲ့အတိမတ်ပြုတော့မှာအများပြည်သူအလို့ပြသတ်မှတ်ခဲ့ရတာပါဒါလည်းကျွန်တော်တို့ခေါင်းကကျွန်တော်တို့ရှစ်စက်နဲ့ဒါကတော့ကိုယ်တော်ရှိခိုးနေရကျွန်တော်တို့ဒါတိရိလင်္ကာနိုင်ငံမှာကျွန်တော်တို့ဒါကျင်းပတဲ့ဒါကျွန်တော်ကမ္ဘာဗုဒ္ဓဘာသာညီလာခံမှာပဲဒီကစုံလာပြင်းနေ့ကိုကျွန်တော်တို့ကဒီ အများပြည်သူကျွန်တော်တို့ဒါအလုပ်ပြည့်ရတတိယပြည်တော်ဒါဘာလိုက်အထွတ်မြတ်ကျေပြတ်တမ်းပတ်ဖို့ကျွန်တော်တို့ကအသိနိုင်ရကြပါတယ်အဲ့ဒီဒီနိုင်ချက်ကိုကျွန်တော်တို့က1996ခုနှစ်လူဝင်ဘာလမှာကျွန်တော်တို့ကျင်းပတယ်54ရည်မှာကုလသမဂ္ဂအထွေထွေညီလာခံမှာဒါတတိယလင်္ကာနိုင်ငံရေးဦးကြီးကိုလည်းအဆိုပြုတင်ပြပြီးတော့မြန်မာနိုင်ငံအပေါ်ဝင်34နိုင်ငံကထောက်ခံခဲ့တဲ့အတွက်ကမ္ဘာကုလသမဂ္ဂကတော့ကဆူလာပြည်နေကိုဒါတကဘာလို့ရဲ့ကျွန်တော်တို့ကအများကြီးအလုပ်ချက်တင်ပြပြည်တော့ဘာသာရေးအထွတ်မြတ်ရဲ့ဖြစ်သတ်မှတ်ပေးခဲ့တဲ့အတွက်အင်မတန် ထူးခြားတဲ့မျိုးတွေဖြစ်ပါတယ်။ဒီလိုကျွန်တော်တို့လောင်းရည်အားဖြင့်ကျွန်တော်တို့ကျွန်တော်နဲ့ပတ်သက်လို့နှွေဦးဖြစ်တဲ့အတွက်လည်းပဲတနည်းပါလို့အေဂျင့်ပါရပြီးတော့မှကျွန်တော်တို့နိုင်ငံဒီပြားတွေကေဝါပြီးတော့မှစီဝလာလာပဲပြုပြီးတော့နိုင်ငံသူနိုင်ငံသားတွေအားလုံးကကျွန်တော်တို့ကကျမ်းမာရှင်လန်းစွာနဲ့စီဝလာလာတိုးတက်လေပြီးကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာ။အဲ့ဒါကျွန်တော်ဒီလိုပါအခုကျွန်တော်တို့အခမ်းအနားပြည်တာနဲ့ဖျားဘူးလာတဲ့ပြီးသူကိုမှဆိုကျွန်တော်တို့ကဒါကျွန်တော်တို့ဘောဒီမှာလုံးသုံးလောက်မှကျွန်တော်တို့ဘောဘကဖွင့်နေအစီအစဉ်ထားပါတယ်ခင်ဗျာ။